ခြေရင်းသူဘလော့ကိုကြည့်ရှုအားပေးကြတဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စိတ်ကိုထိမ့်သိမ်းနိုင်သောစွမ်းအားသို့မဟုတ် EQ emotional quotient ဆိုတဲ့ပညာပေးစာပေလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားစင်ကြည့်ရှုပေးပါဦးเนาะတခါတုန်းကတဲ့ကိုနှစ်သားကလေးတွေကို အတန်းပိုင်ဆရာတယောက်ကကြားလုံးတယောက်တစ်လုံးစီဝေပေးတယ်တဲ့စားကျင်တဲ့အချိန်မှာစားနိုင်တယ် ဆရာအပြင်ခဏထွက်မယ်ပေါ့55မိနစ်ကြာရင်ပြန်လာခဲ့မယ်ပြန်လာတဲ့အခါအဲ့ဒီတကြားလုံးကိုမစားပဲတိမ့်ထားနိုင်တဲ့သူဆိုရင်နောက်ထပ်နှလုံးဆရာကဆုချမယ်လို့ပြောပြီးတော့အပြင်ထွက်သွားတယ်တဲ့ အဲ့ဒီအခန်းကိုလျှို့ဝှက်ကင်မရာနဲ့စောင့်ကြည့်တယ်။တချို့ကလေးတွေကတဲ့အငမ်းမရနဲ့တကြားလုံးကိုချက်ချင်းဖောက်စားကြတယ်။တချို့ကလေးတွေကတော့ဘေးဘက်ညာကိုကြည့်တယ်စဉ်းစားတယ်မနေနိုင်ဘူး။သူများစားတာတွေ့တော့ခွာပြီးတော့စားတာပဲတဲ့။ထူးခြားတာကတော့တချို့ကလေးတွေကနောက်ရမယ်တကြားလုံးနှလုံးအတွက်15မိနစ်ကို မစားဘဲအောင့်ထားနိုင်တယ်တဲ့။ပို့ပြီးထူးခြားတာကနောက်ထပ်16နှစ်ကြာတဲ့အခါမှာတဲ့အောင့်ထားနိုင်တဲ့အဲ့ဒီ ကလေးတွေဟာတဲ့အရန်ထူးကျွန်တဲ့သူတွေဖြစ်လာကြတယ်တဲ့အာကစားမှာအမှုပညာမှာစသဖြင့်ပေါ့အရန်ထူးကျွန်တဲ့လူတော်တွေဖြစ်လာကြတယ်အဲ့ဒါအီကျူပါပဲတဲ့သင်္ကန်းစာကတော့စိတ်ကို စနစ်တကျထိမ့်သိမ့်နိုင်စွမ်းရှိသူသာလင်ဥဆောင်သူကောင်းဖြစ်နိုင်ပါတယ်